အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မင်းမို့တို့အိမ်မှာသမီးလေးတွေလည်းအရန်ကြိုက်တယ်ကောင်းညင်းရွှေထမင်းလုပ်နေလေးရှယ်ပေးပါမယ်ကောင်းညင်း၃ခွက်ပြီးလို့ရှင်အဲ့ဒီကောင်းညင်း၃ခွက်ကိုရေနှခါ၃ခါပေါ့နော်အဆင်ပြေသလိုစီးလိုက်ပါပြီးရင်တော့ရေလေးနဲ့ထည့်ပြီးတ냐စိန်ထားလိုက်ပါတယ်ပြီးရင်နောက်နေ့မနက်မှာတော့အဲ့ဒီစိန်ထားတဲ့ကောင်းညင်းလေးကိုဟိုဟာ ထမင်းပေါအိုးတွေကိုထည့်ပြီးတော့ချက်ပါတယ်။အဲဆန်သုံးခွက်ကိုစိန်ထားတယ်ဆိုရင်ရေကလည်းသုံးခွက်အတိပဲထည့်ပြီးပေါင်းလို့ရပါတယ်နော်။မင်းမောကအဲ့ဒီဆန်ပေါင်းတဲ့ထဲကိုကောင်းချင်းပေါင်းလေးတွေကိုဟိုစာလေးနည်းနည်းထည့်ပါတယ်ပြီးလို့ရှိရင်ဟိုဆီလေးလည်းနည်းနည်းထည့်ပါတယ်နော်음ကောက်ညင်းလေးอ่ะအဲ့ဒီတိုင်းမစားမစုံလဲသူကစိမ့်စိမ့်လीဖြစ်နေတာဗောနော် အဲဘလူးချက်လဲဆိုတော့ဒီမှာ sweet rice ပေါ့နော်ကောက်ညင်းချက်တဲ့ခလုတ်ကလေးကိုချက်ပြီးတော့နှိပ်ပြီးတော့ချက်လိုက်ပါတယ်ပြီးရင်တော့ဒီထညခဲအညူရောင်ပေါ့နော်သူကခြေပြီးသားလေးတွေလာတာရှိပါတယ်ခုနတစိတ်လေးလည်းပါတယ်နော်အဲ့ဒါလေးကဝယ်ပြီးတော့ရန်တဲ့ပဲတုံးယုံမယ်နော်ပြီးတော့ဒီအနက်ဒီတစိတ်ရရတာက မင်းတို့မြန်မာထညက်အရသာနဲ့တော်တော်လေးဆင်မလာဖြစ်တယ်။နောက်တစ်ခုအားသာချက်ကပါလဲဆိုတော့သဲတွေဂဲတွေမပါဘူးပေါ့နော်။ထညက်ဆိုပေမဲ့လည်းသဲတွေဂဲတွေပါကြတော့အဆင်မပြေဘူးလေနော်။အရန်ရေကျဲကျဲနဲ့လှုပ်လို့ရတာလည်းမဟုတ်ဘူးဆိုတော့ဒီထညက်လေးကတော်တော်တန့်တယ်လို့ပြောရမှာပေါ့နော်။တကြားညူခေါ်မလား။ဒါပေမဲ့ तू ကထညက်နဲ့တော့တော်တော်ဆင်တယ်ပေါ့နော်။တို့ရေးတာကတော့ brown sugar ပဲရေးထားတယ်။ အဲ့ဒီထညက်အတူအခဲတုံးလေးတွေရှိတယ်လေအဲ့ဒါလေးတွေလုံးဝညက်ပြီးတော့음ကြည်သွားတဲ့အထီကိုမီအေးအေးလေးနဲ့စိတ်ရှိရှိမှွေပါတယ်အာသူထညက်ရည်ကလေနောက်ဆုံးအားလုံးညက်သွားတဲ့ခါကြာရင်လေတိလားဟိုဟာထညက်ရောင်ကလေဟိုချောကလက်ပေါ့နော်ချောကလက်ဖြော်ထားတဲ့အရာလိုမျိုးတွေ့ရမလားအဲအဲ့လိုဖြစ်တဲ့အထီကိုမြေမောစိတ်ရှိလက်ရှိလေးနဲ့ မီးမများဘူးပေါ့နော်ကြည်လိုက်အရင်လေးစူပွက်နေတာလည်းမဖြစ်ဘူးအဲ့လိုမျိုးလေးနဲ့အနေထားရောက်တဲ့ထညက်ကိုလှုပ်လိုက်တယ်ပေါ့နော်အဲထညက်ကအဲ့ဒီလိုအခြေအနေရပြီဆိုရင်တော့အဲ့ဒါပေါင်းထားတဲ့ကောက်ညင်းလေးတွေကိုထည့်ပါတယ်ကောက်ညင်းပေါင်းကလည်းဘလောက်တောင်လှလဲဆိုတော်တော်လှတယ်ပြောရမယ်သူကအီအီလေးရတာပေါ့နော်ကောက်ညင်း ကောက်ညင်းလေးတွေကိုဟောအကုံနဲ့ဓီးထည့်ပြီးတော့အဲ့ဒီထညက်ကလေးတွေနဲ့ကောက်ညင်းလေးနဲ့ရောသမပေါ့နော်အားလုံး missing ဖြစ်သွားအောင်မီးအေးနဲ့ပဲလှုပ်တယ်နော်မင်မကတော့မီးအေးလေးနဲ့ပဲမှွေပါတယ်လို့အဲ့ဒီကောက်ညင်းကိုစမှွေတော့မယ်ဆိုဘာထည့်မလဲဆိုရင်တွေ့လာဟဲ့အဲ့ဒါအုံစီချက်ပါအုံစီချက်ကလေးကိုလည်းမွာကြိုတင်ပြီးတော့ချက်ထားတာပေါ့နော်အမြဲတမ်းအိမ်မှာရှိတယ်ဒါကို အုံစီချက်ကိုနောက်မှွေနေမှွေနေနေလေအဲ့ဒီစီလေးနေနေနေထည့်ပြီးတော့မှွေရင်သူ့ရဲ့ဒီကောင်းညင်းအตาလေးကလှတာပေါ့နော်လှလေလှမှွေလေမှွေတာပေါ့စားရတာလေထညက်လေးရဲ့အုံစီချက်နဲ့လေးရဲ့ဆိုတော့လေအဲ့ဒါလုံးသွားပြီးတော့နောက်ထပ်ဟိုစီးပိုင်သွားတဲ့အထိမှွေပါမယ်နော်သူကအဲ့ဒီမှာ ဟိုအဲ့လိုထဲ့ကစားမှာတော့တွေ့လာအဲ့လိုလေးဖြစ်နေရပါဘောနော်နောက်ကြလို့ရှိရင်သူကမှုရင်းနဲ့လေးအမှတွေ့လာအဲ့လိုစီစီလုံးလုံးလေးရပါတာဗောနော်အဲ့ဒီမထဲ့ခင်လေးကိုမရိုက်ပြလိုက်ရဘူးဗောနော်ဒါကြောင့်မို့လို့အဲ့ဒါလေးအဲ့ဒီတခုတော့ missing ဖြစ်သွားပါတယ်နောက်တစ်ခေါက်အတူလေးပြန်တင်ပေးပါမယ်နော်ဒါတစ်ခေါက်ကဟိုတိကျတဲ့လူတွေလည်းလေတငယ်ချင်းမိတ်ဆွေရမေးတော့အဲ့ဒါ ਨੇ လုတ်ပေးလိုက်တာပါအဲဒါပါပဲအရန် ကြိုက်ကြတယ်တော်တော်များများပေါ့နော်အမေရိကန်တွေလည်းကြိုက်တယ်အေရှန်တွေလည်းကြိုက်တယ်တမီးလေးတွေလည်းကြိုက်တယ်သူတို့ပြတော့အိမ်ရမိသားစုတွေလည်းအရန်ကြိုက်တယ်လှုပ်ရတာလည်းလွယ်ကူတယ်တိတ်လည်းအချိန်မပေးရဘူးစားလို့လည်းကောင်းတယ်အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်ဒါလေးကိုလှုပ်စားကြည့်ဖို့မင်မူကတော့ရှယ်ပေးလိုက်ပါတယ်ဒါနောက်နေ့မနက်ဖြစ်သွားပြီပေါ့နော်အေးခံပြီးတော့နောက်နေ့မနက်အပြစ်မှာပဲထားပါတယ်ရေခဲတက်တာလည်းမထည့်ဘူးပြင်မှာပဲထားပြီးအေးခံပြီးလို့ရှိရင်ကိုလှီးဖြတ်ပြီးတော့ကိုစိတ်တိုင်းကြ哦。Uh. တုံးဆောင်လို့ရပါပြီเนาะဒါမျိုးမျိုးလှီးတာလေးလည်းရိုက်ပြပေးလိုက်ပါတယ်ကြည်ပါအနေထားရောလည်းเนาะတော်တော်ကောင်းတယ်အဲကောက်ညင်း၃ခွက်ရေ၃ခွက် and then ဘာခေါ်လဲထညက်ခဲတထုပ်ဆိုတာ perfect ပေါ့เนาะအတော်ပဲတကယ်လို့ကိုကအရန်ဟောဒါဒီအချိုကတော့ကွက်တီပဲကြာတယ်တိတ်အချိုမကြိုက်ဘူးဆိုရင်ထညက်ကိုနည်းနည်းလေး short ထဲပေါ့เนาะဒါလေးကတော့ तू อ่ะ ကွက်တစ်ကြတယ်အချိုကြီးလည်းမဟုတ်ဘူးမချိုဘူးလည်းမဟုတ်ဘူးပေါ့နော်ဒီအချိုးလေးရလေအဲ့ဒီချိုးလေးတိုင်လောက်ပါတယ်တကယ်လို့ဟိုဟာဖြစ်တယ်ဆိုရင်အစာတိုးပြီးလှုပ်ချင်တယ်ဆိုရင်လည်းကောင်းညင်းလေးခွက်ကိုအဲလေးခွက်ခွဲကိုကောင်းညင်းလေးခွက်ခွဲကိုထညက်တထုပ်ခွဲနဲ့လုပ်ရင်လည်းကွက်တစ်ကြပါတယ်နော်ဒါချန်တဲ့အုံသီးလေးတွေဖြူလိုက်မယ် ready to eat ယေစုတင်ပါတယ် thank you ကြည့်ရှုပေးတဲ့သူများအားလုံးကျေးဇူးပါရှင်